မြန်မာနိုင်ငံကဒရေကြီးတွေကိုမြန်မာလူထုနဲ့ပြည်တွင်းပြည်ပမီဒီယာတွေကခရိုနီတွေလို့ခေါ်ဆိုရေးသားကြပါတယ်။အဲ့ဒီခရိုနီတွေကိုဒေါန်ဆန်းစုကြည်အစိုးရလက်ထက်မှာတိုက်ကွန်းလို့ခေါ်ဆိုဖို့ပြောကြတဲ့အခါဒေါန်ဆန်းစုကြည်ကနာမည်ပြောင်းခေါ်ပြီးခဲ့ပါတယ်။သူ့လက်ထက်မှာအနောက်နိုင်ငံဆန်ရှင်အခြားခံရတဲ့ဘဝကလည်းခရိုနီတွေလွတ်ခဲ့ရပါတယ်။လူထုအမြင်ချို့ပြောင်းခဲ့တယ်။မြန်မာစစ်တပ်ကထိတ်တန့်ဗိုလ်ချုပ်ကြီးတွေကိုလည်းဆန်ရှင်စင်းနဲ့ကထုတ်ပေးလိုက်ပါတယ်။ သမရာကြီးဦးသိန်းစိန်ရဲ့ပြုပြင်ပြောင်းလဲမှုတွေကိုအတိမတ်ပြုတဲ့သဘောလဲပါဝင်ပါတယ်။ဒါပေမဲ့စစ်တပ်ကိုပြန်ပြီးအာဏာသိမ်းမှာကို လိုလားတဲ့စီးပွားရေးတမခရိုနီကြီးတွေလည်းရှိခဲ့ပါတယ်။ရသားအစိုးရရဲ့စီးပွားရေးရာ policy တွေကို ခရိုနီကြီးတွေမကြိုက်ခဲ့ကြပါဘူး။သူတို့ဟာစီးပွားရေးလုပ်ငန်းကြီးတွေကိုနာဝတာနာအဖလက်ထက်မှာတိစောက်ခဲ့ကြသူတွေဖြစ်ပြီးချမ်းသာကြွယ်ဝလာသူတွေဖြစ်ပါတယ်။အဲ့ဒီထဲမှာ KBZ ရဲ့ရာသက်ပံဥက္ကဋ္ဌကြီးဖြစ်သူ ဆရာကျောင်းလို့လည်းခေါ်တဲ့ဦးအောင်ကိုဝင်းလည်းအပါအဝင်ဖြစ်ပါတယ်။စစ်တပ်ရှိမှကရိုနီတထေးကြီးတွေဆက်လက်ရည်တည်နိုင်မှာချမ်းသာကြွယ်ဝကြမှာဖြစ်တယ်လို့ကရိုနီကြီးတွေရှိမှလည်းစစ်တပ်ဆက်လက်ရည်တည်နိုင်မှာဖြစ်ပါတယ်။အကျိုးတူစီးပွားဘက်တွေပဲဖြစ်ပါတယ်။ဇီဝရေးပညာရှင် Professor Shaun Dan ကတဒီပလိုမတ်နဲ့အင်တာဗျူးတစ်ခုမှာခရိုနီလုပ်ငန်းစုအမာခံအုပ်စုတစုကမြန်မာကစီးပွားရေးနိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကိုစန့်ကျင်ရမှာအခိုင်အမာရှိကြပြီး စစ်တပ်နဲ့နီးကပ်စွာမဟာမိတ်ဖွဲ့တယ်။အဲ့ဒီအုပ်စုတွေဟာဆရာနာသိမှုတွေမှာကျန်ရပါတွေဖြစ်တယ်လို့ကျွန်တော်ယုံကြည်တယ်လို့ပြောခဲ့ပါဗျ။ Professor ရှောင်းတန်းနဲ့ဟာဒေါန်ဆန်းစုကြည်အစိုးရအဖွဲ့မှာစီးပွားရေးအကြံပေးလုပ်ခဲ့သူဖြစ်ပါတယ်။ဒါ့အပြင် AARI အပါဝင်မြန်မာမီဒီယာတွေနဲ့နိုင်ငံခြားမီဒီယာတွေကတရုတ်နဲ့ရုရှားကမြန်မာစစ်တပ်ကို ထောက်ခံထားလို့တောက်ခံထားနိုင်တယ်ဆိုပြီးတော့လေပြောဆိုကြရေးသားကြ ပုံနှိပ်ဖော်ပြကြပါတယ်။မှန်ပါတယ်။ဒါပေမဲ့ပြည်တွင်းမှာတော့ခရိုနီကြီးတွေကမြန်မာစစ်တပ်ပြိုသွားမှာကို မလိုလားကြပါဘူး။သူတို့ကလည်းအဲ့ဒီထဲမှာဝိုင်းပြီးထောက်မှကြားကန်ပေးထားပါဗါး။ဒါကိုမြန်မာအတိုက်ခံတဲ့စေစော်ရေးလုပ်နေတဲ့သူတွေကမ်ပိန်းလုပ်တဲ့သူတွေကမြင်ဖို့လိုပါတယ်။မမြင်ရင်လည်းသူတို့ကိုခရိုနီတွေကကွန်တာကျွေးထားလို့ပဲဖြစ်ပါလိမ့်မယ်။ခရိုနီတွေထဲမှာလည်းအုပ်စုနှစ်စုရှိပါတယ်။ပရမအုပ်စုကတော့မျက်နှာထွက်ပြပြီးမီဒီယာတွေနဲ့ယင်းကြီးကျွမ်းဝင်သူတွေဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာနဲ့ယင်းဤကျောင်းဝင်သူတွေလို့ဆိုရင်ရပါတယ်ဒုတိယအုပ်စုကတော့ကလကာနောက်ွယ်မှာနေသူတွေပဲဖြစ်ပါတယ်ဒုတိယအုပ်စုမှာဥအောင်ကိုဝင်းပါတယ်လို့သတ်မှတ်ရပါလိမ့်မယ်ဒါပေမဲ့သူထွက်လာတဲ့အချိန်တွေလည်းရှိပါတယ်တစ်ခါတလေရှာရှာပပပါငလင်ကြီးလှုပ်ပြီးနှစ်ပတ်ခန့်ကြာမှာတောင်ကြီးမျိုးရွှေဖုံးဝင်စီတော်ထီးတော်တင်ပွဲမှာတော့တလေကြီးဥအောင်ကိုဝင်းစစ်ကောင်စီခေါင်းဆောင်နဲ့အတူတွဲထွက်လာတာကိုတွေ့ရပါတယ်ရှမ်းပြည်နယ်တောင်ပိုင်းကျွန်တော်တို့မွေးဖွားကြီးပင်းရဒေသဟာဥအောင်ကိုဝင်းနဲ့သူစနီး ဒေါ်နန်းတန်းထွေးတို့ပိုင်စားရထားတဲ့နယ်မြေလို့ခေါ်ရမှာဖြစ်ပါတယ်။အဲ့ဒီဒေသကဒေသခံတွေကတော့ဦးအောင်ကိုဝင်းတို့ကိုလေးစားကြည့်ညိုကြပါတယ်။ KBZ မိသားစုဟာအလူတန်းပေးကန်းစွန့်ကြဲရမှာရရောသူတွေဖြစ်ပါတယ်။ကျွန်တော်တို့မြို့မှာလည်းရေတန်းဆက်တွေအဝီစီးတွင်းတွေလှူပေးထားပါတယ်။ကျန်းနာသိမ်းပြီးနောက်မှာတော့ဦးအောင်ကိုဝင်းလူမြင့်ကွင်းကခဏပြောက်သွားပြီးနောက်ပိုင်းကျမှပြန်ပေါ်လာတာပါ။မြမာပြည်ကတထေးကြီးတွေထဲမှာဦးအောင်ကိုဝင်းအပါဝင်ထိတ်တန်းတထေးကြီးတွေစီးပွားရေးသမားကြီးတွေဟာ ထိတ်တန်းမြမစစ်ပိုလ်ချုပ်တွေနဲ့ခန်းစည်းနောက်ကွယ်မှာချမ်ပိန်းဝိုင်းဝီစကီတွေနဲ့ညစာအတူစားသုံးနိုင်သူတွေဖြစ်ပါတယ်။ဂေါ့ဖ်လည်းအတူရိုက်နိုင်ပါတယ်။အဲ့ဒီထဲမှာဦးအောင်ကိုဝင်းရဲ့ပြိုင်ဘက်အထေကြီးဦးဒေစာလည်းပါတယ်လို့ဆိုရပါမယ်။ဦးဒေစာကတော့ခရိုနီလောကကထွက်ပြီးသူ့ရဲ့နာမည်စိုးကိုပြန်တန်းစင်နေပြီလို့ဆိုရမလားပါပဲ။ကျွန်တော်တို့ရဲ့ခံမှန်းချက်ပါအခုလက်ရှိလက်နက်ကင်စစ်ကောင်စီတပ်နဲ့အတူတေမတူရှင်မကွဲဆက်ပြီးပေါင်းနေတဲ့ခရိုနီကြီးငယ်လက်တွေထဲမှာတော့ ခရိုနီဂိုင်းချုပ်ကြီးလို့ခေါ်ခံရတဲ့ဦးအောင်ကိုဝင်ပဲဖြစ်ပါတယ်။သူကတော့ဒီဝဲကရဲ့နုံတွေကယုံထွက်လို့မရတော့ပါ။ဒီလိုပဲကျွန်တော်တို့ကသုံးသက်ပါတယ်။ရှမ်းပြည်တောင်ပိုင်းမှာ KBZ မိသားစုရဲ့ဂျေစုကိုတော့မမေ့ကြပါ။တကယ်တော့ယုံထွက်လို့မရပဲနုံထဲမှာဆက်ပြီးပြောနေသူတွေကတော့တထေးဂိုင်းချုပ်ကြီးခရိုနီတွေပဲဖြစ်ပါတယ်။မြင်အောင်ကြည့်ဖို့လိုပါတယ်။ဘိုးချုပ်ကြီးမောင်အေးတောင်ကြီးမှာတိုင်းမူရာဒူးနဲ့တောင်ဝင်ယူစင်ကဦးအောင်ကိုဝင်းဟာယင်းနီးခွင့်ရခဲ့ပါတယ်။အဲ့ဒီတုန်းကဘိုးချုပ်ကြီးမောင်အေးတိုင်းမူဘွားကနေ 1992မှာဒုကာခွေဦးစည်းချုပ်ကြီးရာဓုကိုတန်းရပြီးတိုင်းပြည်ရဲ့ဒုတိယရာဓုအကြီးဆုံးခေါင်းဆောင်ဖြစ်သွားချိန်မှာဦးအောင်ကိုဝင်းလဲကြောက်တူးခွင့်လိုင်စင်တွေကိုတဦးတည်းလုပ်ပိုင်ခွင့်ရသွားပါတော့တယ်။နောက်ပိုင်းမှာတော့ KBZ ဘဏ်ကိုတီထောင်ဖွင့်လှစ်ခဲ့ပါတယ်။ဗိုလ်ချုပ်ကြီးမောင်ရေးမထွက်ခင်မှာဦးအောင်ကိုဝင်းရဲ့လက်ထဲကိုလေချောင်းလိုင်းအပါအဝင်စီးပွားရေးလုပ်ငန်းတွေအများကြီးပုံဝင်ပေးသွားခဲ့ပါတယ်။အလုပ်ဆက်လုပ်ခိုင်းထားတဲ့သဘောပါပဲ။ခုချိန်မှာဗိုလ်ချုပ်ကြီးမောင်အေးမွေးခဲ့တဲ့တပည့်တွေက စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်အာနာသိမ်းလိုက်ချိန်ဗိုလ်ချုပ်ကြီးမောင်အေးရဲ့သားတစ်ပည့်တူဦးဖြစ်တဲ့ဦးအောင်ကိုဝင်းဟာလည်းတပွေတဲ့သားတွေဖြစ်လို့ KBZ ကိုလည်းပြည်သူလူထုကကြင်စာတိုက်ခဲ့ပါတယ်။ပြန်ပြောရမယ်ဆိုရင်တော့ဗိုလ်ချုပ်ကြီးမောင်အေးဟာဦးအောင်ကိုဝင်းရဲ့တဦးသေးပိုင်ဆရာသမားဘွားကနေတတိကြီးဦးတီစာရဲ့အဖြူစုတွေအောက်မှာခဏတာတာယာခဲ့ဘူးပါသေးတယ်။အဲ့ဒီချိန်မှာတော့ဆရာအကြောင်းရဲ့လက်ဆောင်ထက်တာကိုမြင်ရပါတယ်။ တတိဥက္ကဋ္ဌကြီးဟာဥတေဇကိုအသေးသက်ဖို့စူးစမ်းခဲ့တာပဲဖြစ်ပါတယ်။ကြီးပွားရေးကိုတတ်တယ်၊နာမည်ကို မီဒီယာတွေထောင်ပြီးအသေးသက်တယ်၊ခေါင်းမပေါ်နိုင်အောင်လုပ်ခဲ့ပါတယ်။ဒါကတော့ဗိုလ်ချုပ်ကြီးမောင်အေးနဲ့ဥတေဇတို့ရဲ့တန်ရောစဉ်ကိုအပြီးပိုင်ရက်စဲဖို့စူးစမ်းခဲ့တဲ့ဆရာကျောင်းရဲ့လုပ်ရပဲဖြစ်ပါတယ်။လုပ်ငန်းရှင်ကြီးတွေရက်ကွက်ကတော့အဲ့ဒီအကြောင်းကိုတီးခဲ့ကြပါတယ်။ဥတေဇဘက်ကယက်တီသူတွေကသူဟာလူကောင်းလူဖြောင့်တဲ့အောင်ပါရုပ်ရုံမှမှလုတ်တက်တဲ့သူတော့မဟုတ်ဘူးလို့ခုခံပြောဆိုခဲ့ကြဘူးပါတယ်။ ဦးတေစာလည်းအရင်ခေတ်ကရုရှားစီကနေစစ်လက်နဲ့ရောင်းဝယ်ပွဲစားလုပ်ခဲ့ပါတယ်။ချမ်းသာကြွယ်ဝခဲ့ပါတယ်။အနောက်နိုင်ငံအစိုးရတွေရဲ့ဆန်ရှင်တန်ကိုလည်းခံလိုက်ရပါတယ်။သူဟာဒီနေ့မှာတော့နောက်ကိုစုပ်သွားပြီလို့ဆိုရပါမယ်။ဒါပေမဲ့ဥအောင်ကိုဝင်းတို့လိုနောက်မဆုတ်ပဲလက်နက်ကင်စစ်ကောင်စီနဲ့ဆက်ပြီးစခန်းသွားနေတဲ့ခရိုနီကြီးတွေလည်းရှိနေသေးဖြစ်ပါတယ်။ဒီလိုခရိုနီကြီးတွေကိုတော့စင်းတိုးရမယ်လို့ဆိုရပါမယ်။သမိုင်းဆိုတာလိန်လို့မရပါဘူး။ သူ့လေကိုလေဆိုတာဘဝမှာရှိကြပါတယ်အလူဒါနလှုပ်ခြင်းဖျားထီးတင်ခြင်းမှရတဲ့ကုသိုလ်ဟာကျွန်တော်တို့လုပ်ခဲ့တဲ့အကုသိုလ်တွေကိုခြေနိုင်ပါမလားတံဝင်ကရရစရာဆံမျက်နှာတွေကိုဆက်ပြီးတွေ့ရမြင်ရကြားရအောင်မဲလို့ကျွန်တော်တို့ထင်မြင်ယုံကြည်ပါတယ်